မင်္ဂလာပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အင်္ဂါနေ့အတွက် CJ Black ပါရဲ့မူလဝတ္ထားခတ်မှတ်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမကစင်တီပါဒီနေ့မှာတော့မင်္ဂလာပင်လယ်အော်ထဲကမုန်တိုင်းဖြစ်နိုင်ခြေအခြေအနေနဲ့ပြည်တွင်းမှာကွက်ပြီးမူကြီးနိုင်တဲ့သတိပေးချက်တွေကိုအဓိကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မင်္ဂလာပင်လယ်အော်အခြေအနေကိုကြည့်လိုက်ကြရအောင်ပါလွန်ခဲ့တဲ့ရက်ပိုင်းကဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းရဲရုံဟာ အပြော့သွားပြီးတီရီလင်္ကာနိုင်ငံကနေတဆင့်အာရိဗျပင်လယ်ထဲကိုဝင်ရောက်သွားပြီးဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတွေကတော့ဘင်္ဂလားပင်လယ်ော်တောက်ပိုင်းမှာပဲလာမယ့်နိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာနောက်ထပ်လေးဖြာနယ်ဆယ်တွေဖြစ်ပေါ်လာဖို့ရှိနေပါတယ်။အဲ့ဒီကနေတဆင့်အကောင်းနဲ့လေးဖြာနယ်ရဲဝင်တစ်ခု ဖြစ်လာပြီးနိုဝင်ဘာလ24ရက်နေ့25ရက်လောက်မှာပုံတိုင်းတစ်လုံးအဖြစ်ကိုအရင်ခန့်မှန်ထားတာထက်စောပြီးရောက်ရှိလာနိုင်တယ်လို့နောက်ဆုံးရရှိထားတဲ့မိုးလေဝသအချက်လက်တွေမှာဖော်ပြနေပါတယ်။ အဲ့ဒီမုံတိုင်းဟာအိန္ဒိယနိုင်ငံဘက်ကဦးတည်ဖို့ရခိုင်နှုန်းများနေတာကြောင့်မြန်မာနိုင်ငံကိုတရက်တရက်မှုရှိနိုင်မှာတော့မဟုတ်ပါဘူး။ဒါကြောင့်လာမယ့်နိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းကစပြီးမြန်မာနိုင်ငံမှာမိုးရသုံးမှုတွေတိတိကျကျရွနေသွားဖို့ရှိနေပါတယ်။ပြည်တွင်းမိုးချင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဒီနေ့မှာရှမ်းပြည်အရှေ့ပိုင်းမှာနေရာစစ်စစ်ရှမ်းပြည်တာဝိုင်းနဲ့နေပြည်တော်တို့မှာနေရာကျကျဲပဲခူးတိုင်းနဲ့အရာဝတီတိုင်းတို့မှာတော့နေရာကွက်ကြားမိုးနှင်းငယ်ကနေမိုးတင့်တင့်ရွာနိုင်ပါရဲ့ရှင် ရှမ်းပြည်မြောက်ပိုင်းကရင်မွန်းတနင်္သာရီနဲ့ရန်ကုန်တိုင်းတို့မှာလည်းနေရာကွက်ကြာမိုးနှင်းငယ်ရွာနိုင်ပြီးမိုးရွာနိုင်ခြေ80ရာခိုင်နှုန်းထိရှိနေပါတယ်။အထူးသတိပေးချင်တာကတော့ဒီနေ့နဲ့မနက်ဖြန်နေ့ရက်တာအတွင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်တဲ့ဒေသတွေရှိနေပါတယ်။အထူးသဖြင့်ရှမ်းပြည်အရှေ့ပိုင်းကတာချီလိုင်မိုက်ဆက်ပဲခူးတိုင်းထဲကရေနီအောက်လန်တနင်္သာရီတိုင်းထဲကရေဖြူဘုတ်ပြင်းနဲ့ကော့တောင်မြို့နယ်တွေမှာမိုးတင်းတင်းရွာနိုင်ပြီး ဒေသအလိုက်မူသေးထန်နိုင်တာကြောင့်အနိုင်ပိုင်ဒေသတွေမှာနေထိုင်သူတွေအနေနဲ့ရည်ကြီးရှံမှုအနေရကိုသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ပင်လယ်ပြင်သတိပေးချက်ကတော့အထူးရေးကြီးပါတယ်။မြဝကျုံမော်မုတ်တမာခွေမိုတနီသားဤကရီနဲ့တခြားနယ်ကဲလုပင်လယ်ပြင်တွေမှာဒေပြင်းတိုက်ခတ်နိုင်ပြီးတနအိမ်မှာ30ထီရှိနိုင်ပါတယ်။လိုင်းအမြင့်ဟာလည်း10ပေကနေ10ပေထိမြင့်တက်နိုင်ပါတယ်။ရခိုင်ကန်ယူရမ်းမှာတော့လိုင်းအမြင့်ဟာ6ပေကနေ10ပေလောက်ရှိနိုင်ပါရဲ့ရှင်။ အထူးသတိပေးလိုတာကတော့လာမယ့်နှစ်ရက်တွင်မြန်မာနိုင်ငံတောက်ပိုင်းပြည်လယ်ပြင်မှာလေတိုက်နှုန်းဟာတနအီမိုင်40နီးပါးအထိတိုက်ခတ်နိုင်တာကြောင့်လှိုင်းလေတွေပုံမှန်ထန်ပြီးလှိုင်းလုံးကြီးတွေဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ဒါကြောင့်ကြားဖောက်နေငါးဖန်းလင်းရယ်တွေနဲ့တင်းငယ်တဲ့တင်းမောတွေအနေနဲ့ပင်လယ်ပြင်ကိုလုံးဝမထွက်ခွာသင့်ပါဘူးရှင်။ပင်လယ်ခရီးသွားလာသူတွေအနေနဲ့လည်းခရီးစဉ်တွေကိုရက်ဆိုင်ထားသင့်ပြီးမဖြစ်မနေသွားလာမယ်ဆိုရင်အသက်ကယ်အင်ဂျီပါဝင်ဘေကင်းရေးပစ္စည်းပြည့်စုံတဲ့အထူးသတိပြုကြဖို့လိုပါမယ်ရှင်။ ရာသီဥတုအခြေအနေတွေကအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CJ platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလေဝသအခြေအနေတွေကိုစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသအစီအစဉ်ကိုဒီမှာပဲဆုံးသက်လိုက်ပါစေရှင်။ CJ platform ရဲ့မိုးလေဝသခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပေးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေတာတွင်မှဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားများဝေဖန်ကြပါအောင်ရှင်။